မြန်မာမှုတလိမှာမြို့ရွာတစ်ခုတည်ပြီးဆိုရင်ဆုံး9ယောက်လိုအပ်ပါတယ်။အဲ့ဒီနေရာမှာလောကီအတ္တတွေကိုတက်မြောက်ထားတဲ့ဆုံးပညာတဲ့9ယောက်ကိုပြောတာမဟုတ်ပါဘူး။တချို့သောယူဆတွေမှာဆုံဇူနောဖြောင့်မတ်မှန်ကန်သောလူဆုံနေသည့်ဥစုကတော့ဖြောင့်မတ်မှန်ကန်သောပညာရှင်9ဦးကိုဆိုလိုတာပဲဖြစ်ပါတယ်။အဲ့ဒီ9ဦးကတော့နံပါတ်1မြေပညာရှင်မြို့ရွာတဲမဲ့မြေနေရာအနေထားကရှေးရှေးတည်တတ်နိုင်ခြင်းရှိမရှိလူတွေကိုအန္တရာယ်ပေးနိုင်ခြင်းရှိမရှိ တင့်တော်မတင့်တော်စသည်ဖြင့်ဖြောင်းမှန်စွာလိမ္မာသိရှိသူနံပါတ်၂ရှေးပညာရှင်ကောင်းမွန်တဲ့တောက်ရည်သုံးရည်စိုက်ပျိုးရည်စသည်ဖြင့်ရမရကိုဖြောင်းမှန်မှန်ကန်စွာလိမ္မာသိရှိသူနံပါတ်၃လေးပညာရှင်အန္တရာယ်ပေးနိုင်တဲ့လေလန်းကြောင်းတင့်မတင့်နေထိုင်လှုပ်ရှားမှုအတွက်လုံလောက်တော့အသက်ဇီဝပြည့်စုံတော်လေဟုတ်မဟုတ်စသည်ဖြင့်ဖြောင်းမှန်စွာလိမ္မာသိရှိသူနံပါတ်၄စီးပွားရေးပညာရှင် စီးပွားရေးအယောင်ဝယ်ပြုလုပ်ရတာလွယ်လားမလွယ်လားစသည်ဖြင့်ဖြောင်းမှန်မှန်ကန်စွာလိမ္မာသိရှိသူနံပါတ်၅ပညာရေးကိုစီမံနိုင်သူပညာပို့ချသိယူမှုအတွက်မှန်ကန်သောအထောက်အပံ့ရရှိနိုင်ကြောင်းဖြောင်းမှန်စွာလိမ္မာသိရှိသူနံပါတ်၆ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သူနေထိုင်သူများအတွက်အသက်ဘေးအန္တရာယ်လွတ်ကင်းမှုရှိမရှိနွယ်မြေတစ်ပင်ဆေးဖက်ပစ္စည်းများရရှိနိုင်ကြောင်းဖြောင်းမှန်မှန်ကန်စွာလိမ္မာသိရှိသူ နံပါတ်9ဆက်သွယ်ရေးကျွမ်းကျင်လိမ္မာသူအရေးကိစ္စတစ်စုံတစ်ရာကြုံဆုံရပါကတပားသောအရက်နှင့်အလွယ်လင့်တကူဆက်သွယ်နိုင်မှုရှိမရှိ ဖြောင်းမှန်မှန်ကန်စွာသိရှိသူဒါတွေကိုတော့မြန်မာဒလိအတွင်းမှာပြန့်နှံ့ရောက်ရှိနေတဲ့ဖုံးရွှေရဲ့သဘောတရားလို့ဆိုနိုင်တယ်လို့တရုတ်ဒလိအတွင်းမှာအဆုံးယူဆလို့လည်းဆိုနိုင်ပါတယ်